တယ်။ဘာလုပ်တယ်ဘယ်လိုနေတယ်လဲ။ဒါပဲသူလုံးတာမဟုတ်။အခုလည်းပဲကျုပ်တို့တွေကအဲ့လိုပဲတတ်ဆုံးကျုပ်တို့ဖျားကလူဘာပြောတယ်လဲ။လူဘာလုပ်တယ်လဲဘယ်လိုနေတယ်လဲ။အဲ့လိုပြောတာတွေလုပ်တာတွေနေတာတွေကလွန်ကျူးတာ။လွန်ကျူးတယ်ဆိုတာမကောင်းတာတွေမှလွန်ကျူးတာမဟုတ်ဘူး။ကောင်းတာတွေမှလွန်ကျူးနေတာ။ဥပမာရှင်ဝယ်တမ်းပဲပေးမယ်ကမ်းမယ်။ဒါတွေကကုသိုလ်တွေပေါ့။ကောင်းတာတွေပေါ့။ အဲ့ဒါတွေကလည်းပဲလွန်တယ်ဆိုတာကြည့်တာပဲဗျာလွန်ပြီဆိုရင်တော့တော့အလောက်ခံရလွန်တဲ့သူအလောက်ခံရမှာပဲ10တိန်းကုန်တော့လူကြီး10တိန်းကိုသုံးချုပ်သွားမှာပေါ့အဲ့ဒီသုံးချုပ်တာအလောက်ခံရတာပဲ10တိန်းကိုသုံးချုပ်ရင်10တိန်းကိုဆင်းရဲသွားမှာပေါ့တကယ်ကတော့10တိန်းကိုလူရဲ့ဆင်းသိတဲ့ထောင်မကသိတဲ့ရာမကကြားတဲ့လုပ်ငန်းမျိုးလုပ်တာဆိုရင်တော့အဲ့ဒါကတော့ပြုတ်ပြတ် အဲဒီလိုပြောရတာတကယ်တော့အသိပညာတရားရရဖို့ဆိုရင်ချစ်ကပ်လိုက်တာဟာတော့ကဲဒါဘက်က9000ကုန်သွားတယ်ဟေးဘက်က10000ကုန်သွားတယ်ဟေးကုန်ရင်ကုန်ပါစေဒီ9000တို့ဒီ10000တို့ငါကုန်ခံလိုက်တာကြောင့်နားမှာအသိပြက်လာကြည့်တယ်အဲ့ဒါဆိုရင်ဒီအသိကငါသုံးလုံးကုန်ဟောဒီဘက်က9000တို့ဘက်က10000ဟာခဏပဲကုန်သွားလုံးဝမှာကအဲ့ဒီလိုလုံးအောင်လုံးရင်တော့ရှုံးတယ် လွန်နာမဟုတ်ပဲနဲ့အလျော်ပဲလောက်တာသိတော့မြတ်ဟောအဲ့လိုဆိုတော့ကောင်းတာလည်းပဲလွန်တတ်တယ်ကောင်းတာလွန်ရင်လည်းကျုံတာပဲမကောင်းတာလွန်ရင်လည်းကျုံတာပဲအဲ့လိုဆိုတော့ရှုံးပြီလို့သိတော့ဒုက္ခပေါ့ဩဒုက္ခဆိုတာကျိုးလို့ပြောလို့မရပြောတော့ဟာဒါလို့ဆိုရင်တရားကဒီဒီကိုယ်နှုံနှလုံးတွေရဲ့လွန်နာတွေကိုဒုက္ခလို့လွန်နာကြောင့်ဖြစ်တာတွေကိုဒုက္ခလို့ပြောပြီးတော့ လျော်ရကြောင့်ဖြစ်တဲ့ကိုယ်စုံနှလုံးတွေရဲ့အကျိုးကြတော့နိရောဓဆိုတော့တခါတော့မလို့နော်နည်းနည်းမှမအံ့ဩကြတယ်ဒိဗ္ဗံဒိဗ္ဗံဆိုတာဘာပြောတာလို့ဆိုတာတို့ကိုယ်စုံနှလုံးတွေအလျော်ပဲလှုပ်တတ်လို့တို့မှာဘာကမှမှတ်နေတာရှိဘူးချုပ်နေတာရှိဘူးအဲဒီလိုများတခါတော့ငါတို့ကိုယ်စုံနှလုံးဟာအလျော်မလှုပ်တတ်ပဲနဲ့လွန်ပြီးလှုပ်ပြီးရင်တော့တခါတော့မလို့ကတ်နေတာခင်ဗျာဘယ်လိုလတ်တော့ တရားကလေးတစ်လုံးတော့ပဲပြောကြည့်ပါလားလွန်တာပြောကြည့်လွန်ပြောရင်တော့ဟောဒီလွန်တဲ့ဟာအဖို့ပတ်တယ်ဘယ်လိုကြားဘူးပါလဲအဖို့ပတ်တယ်အဖို့ပတ်ခံရတယ်အဖို့ပတ်ခံရတယ်တကယ်အဖို့ပတ်နေတာဒါရှင်ပြောတာမဟုတ်ဘူးလားဒါခင်ဗျားပြောတာမဟုတ်ဘူးလားဟာအလုတ်ခံရပါဗျာတကယ်များကိုကနေပြောမိရဲ့ရှိပြီလို့ဆိုရင်တော့ဘာကြောင့်ဒီလိုပြောရတယ်လဲလို့ဆိုရင်ကိုကလည်းပဲလျော်ကန်ဟောအเจ้าမှမပြောတတ်ဘူး သူပြောနေတဲ့မြတ်ပြောမျက်နှာလေးကိုမျက်တောင်လေးပုတ်ဆုံးပုတ်နဲ့ခံရတယ်။အလွန်ဆင်းရဲစွာနဲ့ခံရတယ်။အဲ့ဒါပါလေလို့ဒုက္ခပေါ့။ဒါပါလို့ကိုယ်လွန်လို့ခံရတယ်။အဲအဲ့လိုလွန်တဲ့ကိုယ်အပြုတ်မှုလည်းမရှိဘူး။အဲ့လိုလွန်တဲ့နှုတ်ပြောဆိုလည်းမရှိဘူး။အဲ့လိုလွန်တဲ့မျက်နှာတင်မျက်နှာကိုလည်းအပါဖြစ်တဲ့စိတ်နဲ့ပြန်ခါလည်းမရှိဘူးလို့ပြောရင်ဘသူကမှမ။အဲ့လိုကိုမချုပ်နောက်နဲ့မတုပ်ခွဲ့နဲ့တို့လား။ သူကကိုကိုကိုပြောတဲ့ပြုတဲ့ဟာတွေကကို့ပတ်တာမှမရှိဘူး။အဲလွတ်လပ်။အဲဒီလိုမျိုးလိုလွတ်လပ်တာကိုအကြောင်းနဲ့တကွကိလေသာနဲ့တကွကိလေသာဆိုလို့ဘာသာရေးတွေရောက်သွားလို့များနားမလဲပါမလဲပြစ်သွားကြပါနဲ့။လုံချင်တာနဲ့တကွလုံချင်တာမှုမရှိတော့တဲ့မရှိတော့တာကြောင့်လုံချင်တာလည်းလုံခွင့်မရသေးလို့လုံချင်တာမလုံချင်တာမျိုးလောက်လည်းမဟုတ်ဘူးနော်။လုံရင်ရနေပြီမလို့လဲဒါလို့ရင်နှပ်ပတ်မှာပေါ့။ ။ဒါအပမခံနိုင်တဲ့အတွက်တို့ကမလုပ်ကူးလို့ဆိုတဲ့အသိနဲ့ပေါ့ဗျာ။အသိနဲ့ဗျာခင်ဗျားတို့ကနေပြီးတော့ကိုယ်ကိုယ်သုံးနှလုံးလုံးမြူတာတွေကိုဖယ်နိုင်သွားပြီကြားနိုင်သွားပြီဘယ်ရဲ့အဲ့ဒါလိမ့်ပါတော့။ပေါ်ပေါ်လေးတော့မတင်ပေးကြတယ်နော်ကျုပ်တို့ ਨੇ ဝေးတာမဟုတ်ဘူးဆိုတော့ကျုပ်တို့ခေါက်ကြိုက်နေတာဟာမပြောက်ရမယ်ဟာပေါ့ခေါက်ကြိုက်ရင်ခေါက်ကြိုက်ပြောက်အောင်ကျုပ်တို့ဒုက္ခရောက်ရင်ဒုက္ခကျင်းရအဲဒီလိုမျိုးလို့ကျုပ်တို့ပဲကျင်းရမှာဖြစ်တဲ့အတွက်ကျုပ်တို့ ਨੇ ဝေးမို့ နိဗ္ဗာန်ဆိုတာဗျာဝေးလိုက်ကြတာတဲ့တခါတည်းသူဝတိယူဝတိပြောတို့လည်းပဲငငယ်တော့ဆိုရင် နောင်ဘဝရောက်တော့မှသူကဖြစ်ပါရမီအခုမှစမလို့ရှိသေးတာဆိုတော့ပြည့်အောင်ပါပဲတဲ့ပြောတို့လည်းမိစ္ဆာတိကြီးသိကြချက်နဲ့အဲဒါလိုပြောလို့ကြင်တာဗျာဒီတော့တော့တခါတမားတို့ပြောရမယ်ပြုတို့တွေကအရိယတိစ္ဆာတိထားတဲ့ကတည်းကဟာဘုရားပြန်ပြီဘုရားနောင်ဘဝပဲပြောလိုက်မလို့จิตတယ်လားလို့မေးလဲပြောဘူး မဖြစ်ဘူးလားလို့မေးရင်လည်းပြောဘူးလို့အဲ့ဒီမပြောတာကိုမဖြေတာမဖြေတဲ့စကားပါဠိလိုဆိုရင်အပြာကတ္တနာဟောတယ်လို့ပြောဘုရားမပြောတဲ့စကားပဲပေါ့အဲ့လိုဘုရားမပြောတဲ့စကားကိုနားလည်ပါတို့ပါကျုပ်လည်းယူတတ်သွားပြီ။ဘာဖြစ်လို့လဲလို့ဆိုတော့တို့သေးပြီးနောက်ဖြစ်တယ်လို့ဘယ်တို့ယူလို့ဖြစ်မလဲ။တို့သေးပြီးနောက်မဖြစ်ဘူးလို့ဘယ်တို့ယူလို့ဖြစ်မလဲ။ဘာဖြစ်လို့မဖြစ်ရမှာတော့ မာမားနေတဲ့အရာကြီးပဲတို့မှမတိရာကြီးကိုတိတယ်လို့လို့လုပ်တယ်ကိုမားနေပေါ့တို့လူတွေတို့ဘယ်လိုလုပ်ပြီးဖန်ရမှာတော့ဘယ်လိုလုပ်ပြီးယူရမှာတော့တို့ကံကိုတို့မြင်မယ်တို့ပြုလုပ်လိုက်တဲ့ဟာရဲ့လွန်တာကိုတို့သိမယ်လွန်တဲ့အတွက်တို့လူလွန်ဖြစ်နေတယ်လွန်သူဖြစ်နေတာကိုတို့သိမယ်ဘယ်ဒါတို့သိရဒါလို့သိတာဟာမှန်တာမြင်တာပဲတို့ကံကိုတို့သိတယ် တို့ကံလုတ်ပြီးတော့တို့မှာကံကြီးပတ်နေတာကိုတို့မသိဘူးလို့သိတော့ငါကတော့မမြင်တာပဲမမြင်တော့ဘာဖြစ်ဒီမှာမမြင်ရင်ဟိုဘက်လွန်လွန်ရမှာပေါ့တို့လုတ်တဲ့ကံရဲ့အကျိုးကတော့ဘာဖြစ်မှာလွန်ကြတော့တာလို့သူပြောရမှာကအဲ့တော့တကယ်လို့ကတို့တို့ကံကိုသိရင်တော့သမာဓိဋ္ဌိကသမာဓိဋ္ဌိရှိပြီလို့ဆိုရင်တော့ဝိညာဉ်ဋ္ဌိကအလင်းလာလို့ကျအမှောင်ကသူ့မှတ်တာကြောက်သွားတယ် ตามาเรนี่ผิดใเนี่ยเนี่ยไม่ถ่าตุ๊บตาตุ๊บจอกตัวไม่ถ่าไม่ชี้หรอกรู้สิไม่ถ่าด้วยเลยไม่รอไม่ถ่อเปล่าดิลูกี่เลยแม่ไม่เปล่าหราไม่รูกจอกอ๋อดูว่าที่ลูกมานตัวได้ด้ยดูว่าเนี่ยตีบีหนาวผิดเดยรู้มาติดรู้คับไม่อยู่ล่บาล่ะลูกเออเไอ้ตัวမျိีးหลูจุ๊ดๆเนี่ยดิพี่จ๋าเลยแม่พะย่ะโหมาลูกจ้าไม่รอตีบีหนองผิดเลยล่ะผิดเลยรู้อยู่ล่ะพะย่ะลูกไม่อยู่ သေးပြီးနောက်မဖြစ်ဘူးလို့ယူသလားခရလို့ပြောလဲမယူဘူးသေပြီးနောက်တချို့ကတော့ဖြစ်ပြီးတချို့ကတော့မဖြစ်တာဘူးယူသလားခရလို့ပြောအာအဲ့လိုလည်းမယူဘူးသေပြီးနောက်ဖြစ်တာလည်းမဟုတ်ဘူးမဖြစ်တာလည်းမဟုတ်ဘူးလို့ဆိုတဲ့အယူအမျှအဲ့ဒါတရားယူသလားလို့ပြောနာကောအဟံပါလူကြပါလူကြရေးဒီလိုလည်းမယူဘူးဒေကောရှိကဖြစ်တယ်လားအကောမဖြစ်ဘူးလို့ယူတယ်လားနှကောတချို့ဖြစ်ပြီးတော့တချို့မဖြစ်ဘူးလို့ယူတယ်လားဟုတ်ကွယ် ဖြစ်တာလည်းမဟုတ်ဘူးမဖြစ်တာလည်းမဟုတ်ဘူးလို့ယူရလားဒီပေါ့တော်မြတ်စွာဘုရားဘာမှမမေးဘူးနောက်မေးသေးတဲ့တခေါက်အသက်ဟာတဲ့ဒီကိုကြီးနဲ့အတူတူလားဖေဟာလို့ကြည့်အာငါအဲ့ဒီလိုကိုကျင်းနေရပဲဘုရားဒီအသက်ကတဲ့ဒီကိုကြီးနဲ့တခြားစီလားဖေဟာတဲ့ဒီကိုကြီးကိုထားခဲ့ပြီးအသက်ထက်ကားတယ်လို့ဘုရားတခြားစီတော့ဖြစ်မှာပေါ့တခြားစီလားဘုရားလို့ဆိုတော့အဲ့ဒီလိုလည်းငါပြော တရားတော့ပြောတတ်လိုက်တော့ပါပြီခင်ဗျာဟောချောင်းခွန်ဖြစ်သွားရောအဲ့ဒါနောက်မေးသေးတယ်ဒီလူဟာတဲ့အရှိတရားလားတဲ့အဲ့ဒါတို့တရားတစ်ပါးလောကကနော်ဒီလူကြီးကမရှိဘူးမရှိဘူးမကူရရောနတ်ဒီရောတော့အတ္တိနဲ့ပြောပြောတတ်ကြသေးတယ်နော်ဒီလူကြီးကမရှိဘူးကကျွတ်တူများစွာဖရားတော့မရှိဘူးလို့ဆိုရယူလဲသူမယူဘူးတဲ့ဒီလူကြီးကဒါပြည့်အရှိလားဗျာ အရှိလို့ဆိုတာကိုလည်းသူမယူဘူးလေ။လက်ခါရပဲကြာနော်။ဒီလိုအရှိလို့လည်းမယူဘူး။ဒီလိုမရှိဘူးလို့လည်းသူမယူဘူး။ဟုတ်တာပေါ့။သူယူယူဆိုမှမှမဟုတ်တာဘူး။သူယူရင်တော့ဒီလူကငါပဲ၊ဒီလူကငါပဲ၊ဒီလူကငါဦးကြီး၊ဒီလူကငါဦးလေးနဲ့ဖက်ကလိုက်ရမှာပေါ့လားဗျာ။သူအရှိယူလိုက်ရမှာမဟုတ်လို့ဆိုလူတွေကမျိုးမျိုးကွဲနေတာကိုယ့်ဖေဖြစ်တဲ့သူကတရားသူ့ဦးကြီးဖြစ်တဲ့သူကတရားကိုယ့်ဦးလေးဖြစ်တဲ့သူကတရားသတိဖြစ်တဲ့သူကတရားဆို။ ဒီလူတွေလည်းတံပိုးတူထားလို့မရဘူးအဖေနဲ့တသိန်းနဲ့ကိုတံပိုးတူထားပါမှာပေါ့ကိုကြီးနဲ့အဖေတံပိုးတူထားရင်တော့ပါရအောင်ပါအဲ့လိုဆိုတော့အကောင်ယူရဲ့ပါမှာဆိုတော့ဒီလူကြီးကအရှိလာဗျာလို့ပြောတော့အဲအဲ့ဒီလိုခံမိဘူးအဲ့ဒီလူကြီးကမရှိဘူးလားဗျာလို့ဆိုတော့အဲအဲ့လိုလည်းခံမိဘူးတဲ့ဗျာကလွယ်လိုက်တာငါမင်းဦးကြီးပြောတယ်လို့ပြောရပါ အခုရှင်းချက်ဖြစ်သွားတယ်ပေါ့နော်။အော်နောက်မင်းကောင်းကလေးနှစ်ကောင်းကတော့ဒီလူကအထုံးရှိမလားတဲ့။ဒုဗတ်ရှိတယ်မရှိတယ်မယူလားဆိုတော့ထုံးတယ်ထုံးတယ်လည်းပဲယူရမှာလည်းပေါ့နော်။အထုံးရှိတယ်လို့ငါမယူငါလူကြားတဲ့။ဒါဒီလူကြီးကမထုံးတော့ဘူးလားခင်ဗျာ။ဒီလူအကြည့်ရောမရှိရောတော့မှသူကမယူလားဆိုတော့အတော့မရှိဘူးလည်းပဲအဲယူမှာပဲပေါ့ ။ဘယ်သူမရှိဘူးလို့လဲကံမယူဘူးငါတို့ကြား။ဟာဘုရားပြင်ရှင်းနေတာပဲပြောတာ။အဲ့တော့ငါတို့ကြားဘူးပြောတဲ့စကား။ဒါကဒီကနှခါပဲလို့ဖတ်တယ်ခရဖိုက်တယောက်။ဒါဆိုဗျာ